ဆဲအုပ်စုရဲ့ရွေးကောက်ပွဲက6ပတ်လောက်သာလိုတော့ချိန်မှာမိသူကောက်မှလည်းအားတက်တရောမကြိုးစားကြတဲ့အပြင်ကုလသမဂ္ဂကပင်ယုံကြည်နိုင်ဖို့အကြောင်းမရှိဘူးလို့ပြောဆိုထားကြပါတယ်။ဒီဒီကိုတံပြန်တဲ့အနေဖြင့်မြန်မာနိုင်ငံသားများအတိမတ်ပြုတ်ရင်ရပြီလို့ဂျစ်ကန်ကန်ပြောဆိုလာပါတယ်။ဗကြာမီကကောက်ခဲ့တဲ့စစ်တမ်းမှာ58ရာနှုန်းကရွေးကောက်ပွဲဆိုတာကိုအယုံကြည်မရှိကြပဲလက်ရှိအခြေအတဲဟာလည်းပြည်လဲသွားဖို့မရှိဘူးလို့သဘောထားမှတ်ချက်ပေးခဲ့ကြပါတယ်။ 66ရာနှောင်းကမဲသွားထဲမှာမဟုတ်69ရာနှောင်းကစစ်အာဏာသိမ်းမှုကိုဆန့်ကျင်တယ်လို့ဆိုပါတယ်မြစ်တီတိုင်းသာအုပ်စုကမှရွေးကောက်ပွဲကိုအတိမတ်ပြုဘိုးပေါင်းဆောင်ရွက်ပါမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားခြင်းမရှိသလိုစစ်အုပ်စုအတွက်ကရွေးကောက်ပွဲမှာ၎င်းတို့ပါတီအနိုင်ရအောင်မြေမြပင်တေချာတစ်ထက်တေချာအောင်စီစဉ်ထားတော်ညာလဲအာခီဟီလီဖြစ်အန်ဒီရဲ့ဖေးလာနေတဲ့အားနည်းချက်ကြီးရှိနေတာကိုစိုးရင်ကြောင်းကြလာကြပါတယ်အဆိုပါအာခီလီဟီက ခင်ကြီးဘူးလန်းလှဆွေတို့ဥဆောင်တဲ့ချမ်းဖို့ပါတီကိုလူတို့တရလုံးက၎င်းတို့ယခုလိုဆင်းရဲဒုက္ခအဝဝနဲ့ဒုက္ခအဖုံဖုံလူပေါင်း6000ခန့်အသက်ဆုံးခဲ့ရပြီးလူပေါင်း2000ကျော်အဖမ်းခံရမြို့ရွာများပြက်စီးခဲ့ရဘုံကျဲခံရရွေတိုင်းပြည်ပြက်စီးလို့မတက်ဖြစ်လာခြင်းအတွက်ရွန်ရှာမုန်းတီးနေကြခြင်းပဲဖြစ်ပါတယ်။ဒါပြင်ဥဆောင်နေသူကလည်းလူစိုးလူမိုက်များလို့သာသဘောထားနေကြတာဖြစ်ပါတယ်။လက်ရှိ electronic map business က ်ပယ်မဲလို့ရွေမရတော့ပဲတယောက်ယောက်ကိုမဖြစ်မနေမဲထရတော့မှာဖြစ်လို့လူလူကြီးကဆဲဥစုအားဒဏ်ခတ်ခြင်း၍အခြားပါတီများကိုမဲသွားထဲမယ်ဆိုက2020ရွေးကောက်ပွဲကတော့26ရာနှုန်းပဲမရတော့ဘဲအချက်တပွဲဖြစ်ရတော့မှလည်းဖြစ်ပါတယ်။ထို့အခါကျမှ1990ကလိုခြေဦးအစ်စ်ရေးဆွဲရန်လုပ်ရမရတော့ဘဲလက်ရှိမှာတော့ကျန်းဖို့အမတ်30ကပြိုင်ဖက်မရှိဘဲအရွေးခံရဖို့ရှိနေပါတယ်။မဲပေးမဲ့ခံနေတဲ့မှာမိသူကမိသည့်ပါတီကိုမဲထည့်တယ်ဆိုတာလည်းသိခွင့်မရ ။ဖြီသူများကမဖြစ်မနေထဲချစတဲ့ဖြစ်လာလျင်ထို့သို့သာလက်စားချေမှလည်းဖြစ်ပါတယ်။ဒေါ်သက်သက်ခိုင်အားလည်းဇူလိုင်လထဲမှာတီဆဲဥပဒေကိုအပိုက်ထက်တိုးပြီးကိုစလဲလောင်းအဖြစ်မှပယ်ဖျက်လိုက်တာကိုကြည့်မယ်ဆိုကဤသို့သောကိစ္စမျိုးပေါ်မှာမဖြစ်လောက်လို့ပေါ့ပေါ့ဆဆမနေရကြတာကိုအထင်ရှားတွေ့မြင်နေရပါတယ်။စစ်အာဏာသိမ်းစမှာအကြံပေးဖြစ်ပေါ်ဝင်လာတဲ့ခင်မောင်ဆွေရဲ့ anti-f ပါတီကိုပင်စံချိန်စံတော့မပြည့်မီဘူးလို့ဆိုကပယ်ဖျက်ပစ်ခဲ့ကြပါတယ်။ဦးကိုကိုကြီးကတော့ ဖောက်ပြန်ရေးသမားလို့ဆိုကလူထုကအယုံကြည်မရှိကြမှန်းသိ၍လွတ်ပေးထားခြင်းသာဖြစ်မယ်လို့ယူဆပြီး၎င်းကထောင်ထဲမှာနှစ်ရှည်လာများအချင်းကုန်ခဲ့ရသည်သာအဖက်တင်ခဲ့၍ထိုက်ထိုက်တန်တန်ဖြစ်အောင်ရသမျှပြန်ယူခြင်းနေသူဖြစ်တယ်လို့လည်းဆိုပါတယ်ထို့အတွက်လည်း၎င်းထောင်ချခံအတိုက်ခံလုပ်ခဲ့တဲ့ဘိုသက်ရွှေအဖွဲ့ထက်အပြန်တရားမကဆိုးဝါးလာတဲ့မင်းအွန်လိုင်းနဲ့လက်တွဲရရနေတာကပင်အံ့ဩစရာ ဖြစ်ခဲ့ရပါတယ်အရွေးခံရသောညာလဲဆေးအုပ်စုရဲ့တစ္ဆာကံအဖြစ် နွားချီတာတာဘဝဖြင့်နေသွားကြမဲ့လူများသာလည်းဖြစ်ပါတယ်။ဆေးဥစုကခေခေပက်ရှိကြားဖြန့်ခိုင်းများချီပြုတ်ထားတဲ့အဆောက်အုံအားလုံးဒီပါဖြည့်ဆည်းပြစ်နိုင်ခဲ့ပြီလို့ကျင်းကြားထုတ်ပြန်လာခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာပင်ဂျိုရူမရိုက်ကူးထားသောဓာတ်ပုံတွေကို AFP သတင်းဌာနကကမ္ဘာသတင်းမီဒီယာများသို့ထုတ်ပြန်ခဲ့ရာ၄ပုံ၃ပုံခန့်သာဖြည့်ဆည်းသွားခဲ့တာကိုတွေ့မြင်ခဲ့ကြရပါတယ်။ထို့အတွက်ကြောင့် ဆဲဆုမကြားပြန်ခိုင်းများကိုဖြိုလဲခဲ့ပြီဆိုတဲ့အပြောကလိန်ညာနေချင်းသာဖြစ်ဒီကလည်းဘူးပေါ်သလိုပေါ်သွားခဲ့ရပြန်ပါတယ်ဆဲဆုက၎င်းတို့စည်ရန်တရားကြီးအတွက်အဆိုပါခိုင်းများမှဘေးစာကန်စာများကိုမိခိုနေရဆဲလည်းဖြစ်ပါတယ်ဒီပညာများတိုးတက်လာနေတဲ့ခေတ်ကြီးထဲမှာတင်းပုတ်ကြီးတကန်ကိုင်းနဲ့ရန်ရှောင်းလာလျင်ထုမိရိုက်ပြီဆိုတဲ့ဂူအောင်လူသားအစဉ်အထွေးခေါ်မျိုးနဲ့လိန်လိုကောင်းနေဆဲပဲဖြစ်ပါတယ်ထို့သောလူများကလုံမဲ့ရွေးကောက်ပွဲဆိုတာကလည်း အခွင့်အရေးသမားများနဲ့စိတ်ပွတ်တော်နေသူများသာယုံကြည်ကြမယ်လို့ဆိုပါတယ်လက်ရှိအောင်နာသိန်းဖွဲ့ကအစိုးရကောင်တရဖြစ်လာအောင်အာယုံဆိုင်လှုပ်ဆောင်နေကြသူများမဟုတ်ဘဲ၎င်းတို့အာဆန့်ကျင်နေကြသူတွေကိုလိုက်လံတပြတ်အကြမ်းဖက်တဲ့ဤဖြစ်သောစခန်းသွားကြမဲ့လူများဖြစ်နေသည်ကပင်ပြည်သူများအတွက်အန်ဒီအကြီးကဆက်ရှိနေအောင်မှာသာဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည် ဒေါ်ဆန်းစုကြည်အပေါ်ဝင်နိုင်ငံရေးအကျဉ်းသားများလှုပ်ပေးရင်းနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအထူးရောင်ဖြင့်ကြီးညာခဲ့တဲ့ပြင်သစ်သမ္မတကို NUG ကကျေးဇူးတင်ရှိကြောင်းဆိုလိုက်တဲ့တဲ့မှာဒေါ်ဆန်းစုကြည်အပေါ်ဝင်နိုင်ငံရေးအကျဉ်းသားများလှုပ်ပေးရင်းနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအထူးရောင်ဖြင့်ကြီးညာခဲ့တဲ့ပြင်သစ်သမ္မတမက်ခရိုကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကျေးဇူးတင်ကြောင်းထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဝင်ပါလောစစ်နေနေအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံရေးဝန်ကြီးဌာနပြည်သက်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နန်းစုမုံအောင်တို့ကပြည်သက်နိုင်ငံနိုင်ငံရေးဝန်ကြီးဌာနအရှိတောင်အရှာဌာနမှသည် Miss Mary Awareness မြန်မာနဲ့ထိုင်းတာဝန်ခံသည် Miss Marion Jelly မြန်မာအတွက်ပြည်သက်အထူးကိုယ်စားလှယ်ဖြစ်တဲ့ Mr. Christian Sweden နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာထုတ်ဖော်ပြောဆိုလိုက်တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတွေ့ဆုံပွဲမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တမနာကြီးအိုးမြင့်နဲ့တကွာ မတရားသဖြင့်ဖမ်းဆီးခြင်းခံရသူများအားလုံးလွတ်ပြေးအတွက်တောင်းဆိုပေးခဲ့တဲ့ပြည်သက်သမ္မတမက်ခရိုကိုကျေးဇူးတင်ရှိကြောင်းစစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားဝင်ယက်တီချက်ကိုထုတ်ဖော်ခဲ့တဲ့အတွက်ကျေးဇူးတင်ရှိကြောင်း NUG ကထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။ဒါအပြင်လူသားချင်းစာနာတဲ့အကူအညီပေးရနေမှုများလက်ရှိမြေပြင်အခြေအနေတိုးတက်မှုများဒေါ်လာအင်အားစုများရဲ့ရှေ့လုံငန်းစဉ်များနဲ့အခက်အခဲကြုံရတဲ့မြန်မာနိုင်ငံသားများကိုဆက်လက်အကူအညီပေးရန်စသည်တို့ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလူလက်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံတုံးများနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရကနိုဝင်ဘာလ10ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပြီးစစ်အစိုးရက၎င်းတို့ထိန်းချုပ်ထားတဲ့နေမြေဒေသများမှာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲကပွင့်လင်းမြင်သာမှုလူလက်မှုအားလုံးပါဝင်မှုနဲ့အတိမပြုတ်ခံရမှုဆိုင်ရာစံနှုန်းများနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရက ထောက်ပြကြေညာခဲ့တာဖြစ်ပါတယ်။ဒါပြန်အော်တိုဘာလာတရနေ့ကလည်း ပြင်သစ်သမ္မတအီမန်နွေးယားမက်ခရွန်ကဒေါ်ဆန်းစုကြည်ထံကိုစာပေးပို့ခဲ့ပြီးပြင်သစ်နိုင်ငံအနေနဲ့သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတရဲ့အစမှာထုတ်ဖော်ပြောဆိုထားပါတယ်။ပြင်သစ်သမ္မတအီမန်နွေးယားမက်ခရွန်ကဒေါ်ဆန်းစုကြည်တို့လိမ့်မှု၍ရေးသားခဲ့တဲ့စာကိုဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်ရစ်ထံပေးပို့ခဲ့တာဖြစ်ပါတယ်။ပြင်သစ်သမ္မတရဲ့အစမှာဒေါ်ဆန်းစုကြည်ရဲ့ကြမ်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်တယ်လို့လည်းထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။အခုတစ်ခါ ဝလိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကဂျေးရွာစနေရွာကိုမိရှုဖျက်ဆီးနေမှုကနေအိမ်ယာနဲ့ချီမိလောင်ပြကြသွားပြီးရွာပေါင်း20ကျော်ကပြည်သူ2000ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။စကိုင်းနယ်ဝလိုင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့ဂျမ်ဖက်စစ်တပ်ကဂျေးရွာစနေရွာကိုမိရှုဖျက်ဆီးနေမှုကနေအိမ်ယာနဲ့ချီမိလောင်ပြကြသွားပြီးရွာပေါင်း20ကျော်ကပြည်သူ2000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဝလိုင်းမြို့နယ်လူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီထုတ်ပြန်ချက်နဲ့ဒေသနေပြည်သူများထံကသိရပါဗျ။ အော်တိုဘာလ23ရက်နေ့ကစတင်ပြီးလက်ရှိချိန်ထိဝါလိုင်းမြို့နယ်အတွင်းဂျမ်ဖက်စစ်တပ်ကစစ်ကြောင်း3ကြောင်းထံမှနေဂျေးဝါများကိုဝင်ရောက်စီးနှင်မိရှုနေခြင်းလည်းဖြစ်ပါတယ်။အဆိုပါဂျမ်ဖက်စစ်တပ်စစ်ကြောင်းများရဲ့မိရှုဖြစ်စီးနေမှုတွေကြောင့်လက်ရှိအချိန်မှာဝါလိုင်းမြို့နယ်အတွင်းကရွာတော်ကုန်း၊တမာကုန်း၊ထုံးဖို့ရွာ၊မူးကြီးရွာ၊တတက်ဦးရွာ၊လှတော်ရွာ၊ရွှေကျင်ရွာ၊ခေါ်တော်ရွာ၊စိုင်နိုင်လေးရွာ၊လိန်ပင်ရွာ၊မြေတော်ရွာနဲ့ဥရီကုန်းရွာမှာရာနဲ့ချီတဲ့နေအများမိလောင်ပြကြခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ6ရက်နေ့က ဝရမ်းမြို့နယ်ငွေကြီးကျေးရွာကိုဂျပန်စစ်တပ်ကမိရှုဖျက်ဆီးခဲ့မှုကြောင့်နေအင်း80ကျော်မိလောင်ပြားကျခဲ့ပြီးအလားတူပဲနိုဝင်ဘာလ17ရက်နေ့ကလည်းဝရမ်းမြို့နယ်လာရော့ရွာကိုဂျပန်စစ်တပ်ကနှစ်နေရာခွဲပြီးမိရှုဖျက်ဆီးခဲ့တာကြောင့်နေအင်း80ကျော်ပြားကျခဲ့တာဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေကဝရမ်းမြို့နယ်တဲကိုစစ်ကြောင်း3ကြောင်းလောက်နဲ့မိရှုနေတာပါ။စစ်ခွေးစစ်ကြောင်းကအထက်လဲများနိုင်ပါတယ်။ကျွန်တော်တို့သိရသမျှနေအင်းပြစုမှုရေအတွက်ကငွေကြီးရွာမှာအင်း80ကျော်နဲ့ ။လာတော့ရကအိမ်80ကျော်မီလောင်ပြားချသွားတယ်လို့သိရတယ်။ပြည်သူတွေလည်းပြေးနေရတာတောင်းနေချီပြီးတော်တော်များများကရွာတွေကိုပြန်မဝင်နိုင်သေးဘူးလို့ဒေသနေပြည်သူတို့ကပြောပြထားတာဖြစ်ပါတယ်။လက်ရှိချိန်မှာဝက်လက်မြို့နယ်အတွက်မှာရှိတဲ့ရွာသားကြီးထုံးဖို့တတအူတမာကုံရွာတော်ကုံဥတီကုံအုတ်ဖို့ကုံကြီးကံတောင်ရွာမြောက်ရွာလာတော်လဲဦးကြီးကုံနှမ်းကြီးကုံရွှေတာရေမတော်ကိုကိုစုမပြောတော်တကောင်းတောင် ကဒူးများပါဝင်အနီးနားရှိခြေရွာများမှာပြည်သူ၂000ကျော်ကဘေးလွရာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ချမ်းဘက်စစ်တပ်ကအော်တိုဘားလ13ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့ထိဂျိုင်ရိုကော်ပတာစစ်တပ်လေဒီနဲ့ဂျက်ဖိုက်တာများနဲ့အကြိမ်160ကျော်ဘုံကျဲတိုက်ခိုက်မှုများလည်းပြုလုပ်ထားတယ်လို့ဝက်လိုက်မြို့နယ်လူလူသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။